ဟုတ်ကဲ့အားလုံးတာလီစပါအခုကျွန်တော်တို့ရောက်ရှိနေတာကတော့စစ်ကောင်စီရဲ့မကြာခဏဘုံကျဲတိုက်ခိုက်မှုကိုခံနေရတဲ့ဒါကြောက်တော်မျိုးမှာရောက်ရှိနေတာဖြစ်ပါတယ်အခုကျွန်တော်ဘေးဘက်ဝမ်းကျင်မှာမြင်နေရတာကတော့မေလ14ရက်နေ့နဲ့15ရက်နေ့မှာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်လူတွေအစုအပြုံလိုက်သေဆုံးခဲ့ရတဲ့နေရာနဲ့ဒါအဆောက်အုံတချို့ဖြစ်ပါတယ် ဒီနေရာဟာအရက်သားတွေနေထိုင်တဲ့အဆောက်အဦတွင်ဖြစ်သလိုစစ်ကောင်စီကတိုက်ခိုက်မှုကြောင့်အရက်သား၈ဦးသေဆုံးခဲ့ရပြီး၁၄ဦးထက်မနည်းဒဏ်ရာရရှိခဲ့ပါတယ်။ဆိုတော့အရက်သားတွေနေထိုင်တဲ့ဒီနေရာကိုစစ်ကောင်စီကဘာကြောင့်ရည်ရွယ်တိုက်ခိုက်ခဲ့တာပါလဲ။ဒီနေရာမှာဘာတွေဆုံးရှုံးနေတာမှုတွေရှိခဲ့တယ်လဲ။အဆောက်အဦတွင်ဘလောက်ပျက်စီးသွားတယ်လဲ။ဒီထိခိုက်သေဆုံးခဲ့ရတဲ့လူတွေရဲ့အခြေအနေကရောလက်ရှိဘယ်လိုရှိနေလဲဆိုတာတော့မြေပြင်ကွင်းဆင်းဖို့ရက်ကူးသွားမှာမို့လို့ DMG ပြည်သက်တဲ့အနေနဲ့ဆက်လက်ကြည့်ရှုပေးဖို့ဖိုက်ခေါ်ချင်ပါတယ်။ စစ်ကောင်စီဟာကြောက်တော်မျိုးဒီရာမရက်ကွက်ကိုနရက်ဆက်တိုက်ဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပြီးပေါင်900ဘုံ3လုံးအထိကျေရှာခဲ့တာလို့ဒဏ်ရာသူတွေကအခုလိုပြောပါတယ်။ရော့ရှိမှာလင်းလာရှားတယ်။ဒါကြီးနဲ့မကြမလို့ဒီကျွန်တော်ထောက်ပြီးဒီကျွန်တော်ကတော့ပစောမခနေတယ်မှာဒီကတော့မကြသေးဘူးကျွန်တော်ကသူ့ခေါပိုက်တယ်မလားသူတို့သူ့ခေါပိုက်ဆိုမှာနှာခေါင်းငါးခါကျွန်တော်မကြမလားကျွန်တော်ညောင်းကြမလားဘုံ။ 好白，叫它不白，那公白不那么白，是。